လိုက်တဲ့ဒုက္ခနဲ့သူလာတော့ချို့သူကပြောတယ်ဗျများဆိုတာကဘုံကံရှိတဲ့လူမှဆင်းရဲရတယ်ဒါသူဘုံကံမြင်လို့ငါကဖန်ကုန်းချင်းမြရတဲ့ခံစားချက်လေးအဲ့ဒါဦးတော့နိုင်ငံတော်ဥကပေးလိုက်ညင်းပြီးပို့ပြီးတော့မှဟိုတင်ဖြစ်တဲ့ဟိုပုပ်ကိုကြီးတွေကိုဆွတ်စေခြင်းလေသူတို့ဘဝမှာအဖေမိတဲ့မြင့်မြတ်တာမရှိဘူး အဖေတို့အမေတို့စွမ်းကုန်းဆွတ်တယ်အတင့်တယ်လေတို့တွေဒီနေ့နည်းနည်းပုံဝန်းတာတော့စိတ်ကျဉ်းတတ်တော့ဟုတ် 9+ ပေါ့နော်ဒီနေ့နည်းနည်းပုံဝန်းတာတော့စိတ်ကျဉ်းတတ်တော့ဟုတ်လားဘာစိတ်ကျဉ်းတဲ့ဝန်းတာလဲအဲကျဉ်းနိုင်မှုကတော့ 9 plus ပါတော့အဲအဲ့တော့ရှင်းအောင်သူတို့ကနဲ့ရှင်းအောင်သူတို့သမီးတို့အကြည့်ပြီးတော့ PT တွေဘယ်တော့ဖြားခဲ့ရလဲပီတိဖြစ်နေပီပီတိဖြစ်နေပီတိဖြစ်နေတော့ဗမာများဆိုတော့ဒါအကုန်လုံးကအားကျနေကြတဲ့ပုံပေါ်လေးလေးအမြင်လေးပြောပြပါဦးဒါကသူ့ချစ်တဲ့လုပ်ငန်းရှင်တွေကပန့်ဖို့တာကျတော့ပို့တော့မှမြန်မြန်ဆန်ဆန်ပို့ဖြစ်သွားတော့ဟုတ်ကဲ့ဟိုလူလိုက်တဲ့သူကန်တဲ့သူလာတော့နော်နော်မှာသူ့သူကပြောတယ်ဗမာဆိုတာကဘုံကန်ရှိတဲ့လူကအဆင်မရဘူးဒါသူ့ဘုံကန်ဖြစ်လို့ ဘုရားငယ်တို့မင်္ဂလာပန်းကုန်လေးချင်းမြင်ရတဲ့ခံစားချက်လေးအော်ကြီးမဲ့ဒီပုံတွေလေဥတို့ကကိုယ့်ရတဲ့ကလေကိုမလို့တကကကိုမလို့ဥက manager director ကိုဟုတ်ကဲ့ကိုမင်းကကွန်းတမှာဟိုဝန်တန်းနေ accountant နေအဲဟိုမင်းလာဆောင်လဲဥကဟိုဘန်ကုန်ဆွတ်တာတို့လက်ရဆွတ်တာလုတ်လုတ်ခဲ့ပြီလေဥရစီမောင်းတာလေအဲ့လိုပဲနှစ်ခါသုံးခါအဲ့လိုတော့လုတ်ခဲ့ဘူးသုံးလေးခါလုတ်ခဲ့ဘူးလေဆိုလုတ်ခဲ့ဘူးလားကျတော့အတွေ့အကြုံရှိနေတဲ့တစ်ချက်ပေါ့နော်နောက်တစ်ချက်က ကိုသားကိုဆွဲတာကြတော့လေဟိုဆွဲတာလေးကိုထွေထွေတော့မရှိပါဘူးမရှိဆိုအကောင်းဆုံးလူသိတာတစ်ခုကိုလုပ်ပြလိုက်တယ်အဲအိမ်မှာပြောတာတစ်ခုပဲရှိတာကဂုံယူစရာပေါ့ဂုံယူစရာဆိုပြောနေတာဥတို့ကတော့အပွင့်လို့ပြောရင်ဟိုပို့ပြီးတော့မှဟိုတင်းဖြစ်တဲ့ဟိုပုပ်ကိုကြီးတွေကိုမြို့ဟာမြို့ဟိုလို့ဟိုလို့ဆွတ်စေခြင်းလေအပန်းကုန်းဆိုတဲ့ပို့တော့ဟိုဖြစ်တဲ့ပုပ်ကိုကြီးတွေပို့တော့ကြော်ကြတဲ့ပို့မှဟိုပြည်စုံတဲ့အတူမျိုးတွေအခုနအမျိုးပေါ်ဆွတ်ပြင်းနေတယ် အသားနဲ့တမိကတော်တယ်သူတော်လို့သာဦးကလက်ခံတယ်အဲ့ဒါဦးတို့နှာခံတော့ဦးကပေးလိုက်ညင်းပြီညင်းဆိုတော့လက်ခံတယ်ဆိုတော့သူပြောစကားအဲ့ဒါမှတကယ်ဟိုဝန်တာစရာဝန်တာပီတီဖြစ်ရတဲ့တကယ်သူတို့ဘဝမှာအဖေမိတဲ့မြင့်မြတ်တာမရှိဘူးအဖေတို့အမေတို့ဆွတ်တာအလကုနာပန်းကုန်းဆွတ်တယ်တင့်တယ်လေဆိုတော့မဲလက်ထဆွတ်ဆွတ်လေဟိုချင်းမြင့်လေတင့်တယ်လေ ဆိုတော့အဲ့ဒီအဲ့ဒီဟာကဥဒိုးရဲ့ခွန်ခွန်အားပဲတော့ပြလဲပြောနေတာဥဒိုးကဟိုဟိုဒီမဟုတ်ဘူးလေဟိုဘာကောင်းမဲတတိကြီးမဟုတ်ဘူးသူတို့သူဖွဲ့ကြီးမှာအဲ့ဒါဟိုမြင်းတဲ့လူအများကြီးတယ်အများကြီးချမ်းသာလို့ရှိတယ်ဟိုပေါ့ပေါ့ပါညာရှိလူအများကြီးတယ်အဲ့ဒီမျိုးကသူတို့ discuss လုပ်တယ်အဲ့မျိုးဖြစ်နေခြင်းနဲ့ကိုမင်းလာကြမှာတရက်တခါတမျိုးပေါ့ တော်တော်သူကမဟုတ်ဘူးအပြင်မိကအဲသူတည်းအဲအမိမြဆုံးတာမိုးရှိဆုံးအဲဆိုတဲ့ခါမျိုးကြတော့အဒီပမိဘာနဲ့ဝဲမိဘာနဲ့ဥတို့ကတော့သူတို့သာဖြစ်တဲ့ကြောင့်မင်္ဂလာပိုင်ကိုဟိုကြည့်မြင်တယ်ဟိုရင်းကြတော့သူတို့မိဘာကမင်္ဂလာလက်ထပ်ဆိုကြည့်မြင်တယ်သူဒါကတော့ကိုယ်ယူစားကောင်းတယ်ဒါကဥပြောတဲ့အကြောင်းဥပြောတဲ့ဆိုတော့ချမ်းမဟုတ်လေချားလူချားလူလေဥစီရစကားသိပါရင် အဲကျိုးဒုဒ္ဒါဒုဒ္ဓမိနေတယ်ဒါမျိုးကိုနည်းနည်းအသိလေးနည်းနည်းဝင်ထားရင်အဲကြွရင်လည်းဂုံယူတော့ပေါ့သူတို့ဂုံယူတော့ကျတော့အလူနဲ့ဆိုရတာဂုံစားကောင်းတော့ပေါ့အဲအမျိုးရှိတယ်ဒီတိတော့ပြီတိတော့ဒီတိတော့ပြည့်ရပါတယ်ပြည့်ပါဆိုပြောနေတာဦးလဲဟိုသူတို့လုပ်ပြီးတဲ့ကြောင့်ခုလည်းပြောရင်ဟိုနင်းပေါ့ကိုလည်းဂုံတက်တယ်ပေါ့နော်ပီတိနေရင်လေးဝေခဲ့ရတယ်ဟုတ်ပီတိနေမိုးရမိုးရဆိုပန်းရလေအဲ့ဒါကဘာလဲဆိုတော့လည်းနဲ့တင်ပေးလိုက်မယ်သမီးတို့ ုံမှန်ကအဲ့ဒီဟာကိုဘုလို့ခေါ်တပ်ပါဆယ်ပေါ့တပ်ပါဆယ်ကနေပေါ့ဝိပတ်မှာတပ်ပါဆယ်ကနေဟာဝန်တဲ့ကောင်းနေပါကြဆိုရင်တပ်ပါဆယ်ကကိုကြတော့ခံစားလို့မရဘူးတက်ခံစားလိုက်ရင်ခုနပြောတဲ့နည်းနည်းဟိုနည်းနည်းဖြစ်တတ်တယ်ပေါ့ဖြစ်တတ်တာကြတော့သူဖွဲမျိုးကြတော့ဥရောပဒါလေးကိုလုံးလို့တော့ပြုံးမှန်းနေပဲဆက်တယ်တပ်ပါဆယ်ကသူ့သူ့ ဝေးပါမယ်ကောင်းတယ်မကောင်းဘူးတော်တယ်မတော်ဘူးဘာညာအဲ့သူ့တော်ဟုတ်ဒါကနေချတဲ့သူကတော့ဟာဝန်းနေရေးလေးဒါဝန်းတာဝန်းနေပေါ့ဒါအမှန်ပါတယ်မှန်ပါတယ်မှန်ဆိုစောပြောနေတာကအမှန်ပြောရင်ဟိုမြန်မာလေးတဲ့ဟိုဒီဟိုတင်းပေါ့နော်ဟိုဒလိစရိုက်ကဆိုင်းတန်နေဘုံတန်နေအလွမ်းစရာဆွေးစရာမျိုးဒီဆိုင်းတန်နေကြားရင်မြန်မာရဲ့သဘောတရားအဲ့ပြုရှိတယ်လေနည်းနည်းဟိုဟိုဖြစ်တတ်တယ်ပေါ့နော်ဒါရှိတယ်နောက်ဝန်းတာတာပါတော့ဆိုဝန်းတာတာနဲ့ဆုံသွားတော့အဲ့မျိုးပိုပီတိဖြစ်တော့ဝန်းတာပီတိပေါ့ဝန်းတာမျက်ရည်ပေါ့ တော့ဘာလို့ဒီလိုဆုံးလဲချစ်တာတင်နေတော့အော်အော်ချစ်ချစ်တာချစ်တာသူသူတောက်နေလို့မဟုတ်ပါဘူးဒီကလေးရလုံးလေးရလုံးချစ်ပါတယ်ချစ်ပါတယ်ဒီပါတောက်အနေနဲ့အကောင်းဆုံးအစွမ်းကုန်လုံးပေးလိုက်တယ်လို့ပြောလို့ရမလားရှိတယ်အဲအဲ့ဒီတော့စွမ်းကုန်ဆိုတဲ့အထက်ကိုလုတ်ပေးတယ်လုတ်ပေးတယ်လုတ်လုတ်နိုင်သလားပေါ့လုတ်နိုင်တယ်လုတ်ပေးလိုက်တယ်ပေါ့နော်အဲဒါလေးကတော့တော့ဆွထားပြီလေဘာလို့ပြောပြပါလဲဟောဘွားတော့ကြော်ပဲဘွားတော့ဟိုလူရဲဖြစ်နေဘွားတော့ ဟလာကုနာအသက်ရှင်နေတဲ့ယောဂံပါပဲလေဒီပေါ်မှာအကောင်းဆုံးနဲ့ဟလာကုနေဖြစ်အောင်ကြိုးစားမှာသူတို့ပိုင်ပေါ့ဒီပါတော့လမ်းကြောင်းမတင်ပေးလိုက်သူတို့လည်းငကိုတဲ့ကတော်တဲ့သူတွေသူတော်တယ်ရရှိတယ်အဲသူတို့ချင်းချောင်းနေတယ်ဆိုတော့ပိုတော့စိတ်အေးရတယ်သူဘွားကြီးကစာရဖြောက်ပြီးတော့မှနှစ်ပေါင်းရတိုင်းပုံမျိုးအောင်ပေါင်းပါစေကျေးဇူးပါ